အပြန်တော်မူပြီးတော့ဗာဖြစ်နေတယ်အဲဘုန်းကြီးတို့ကြောင်းတာပဲထွက်သွားတဲ့ဥယျင်တပါနောက်တော့ကိုနာရီနာနေပြီးတော့သူ့အရာမှာယဟန်ဖြစ်တယ်နောက်တော့ပြန်တော်မူတယ်ပြန်တော်မူတော့သူ့ဖြစ်ပုံတွေကို ပြောကျင်လွန်းလို့တောင်းတောင်းပန်ပန်နဲ့ဆရာကိုခွင့်ပန်ပြီးတော့ပြုပြောတယ်သူဟာမကောင်းတဲ့ဘဝမှာဆိုတော့ တဆေတိတ်တာဖြစ်နေရတယ်လို့ဘုန်းကြီးကြောင်းကဘုန်းကြီးကြောင်းပြိတော့တကဘုန်းကြီးတို့ကြောင်းနာမှာတရားပေးမယ်လို့ကြွေးကြော်နေတဲ့ဒီရိတ်တာဖွင့်နေတဲ့ဘုန်းကြီးနှစ်ပါးတပါးပြန်တော်မူတော့ခုနှစ်ရက်လည်တဲ့အခါမှာပြန်တဲ့တပါးကိုသူကတကားတယ်ဖွင့်ထားရင်အဲပိတ်ထားရင်ဖွင့်ပြမိတွေထွန်းထားရင်ပုတ်ပြ ကျန်တဲ့ကိုတော်ကကုဋေသွားခြင်းလို့သွားတော့ကုဋေတန်သူကထိုင်လို့ဒါနဲ့မင့်กว่าလူတို့ငါမှငါမကြောက်ပဲနဲ့တစ်ဖြည့်ဖြည့်မှငါအလကားကြောက်ပါမလားလို့ဆိုပြီးတော့တစ်ဖြည့်ကြီးအိယာပေါ်မှာတင်ထားလိုက်တော့တစ်ဖြည့်ကြီးလွတ်ပြေရတဲ့အာသူ့မကြောက်ပဲမဲ့ငါတော့အိယာမှာမဟုတ်တော့ဘူးလို့ဆိုပြီးတော့အိယာလိမ့်ပြီးတော့တခြားသွားအိမ်မယ်လို့ကြံတော့လေအိယာလိမ့်ဆွဲထားတယ်တဲ့ဘုညာအဲ့ဒီကြမ်းမှာတစ်ဖြည့်၆တာကိုသဘောပေါက်တယ်ကိုတစ်ဖြည့်၆တာဟာ ကြောက်အောင်လို့ခြောက်တာမဟုတ်ဘူးချစ်လို့ကစားနေတာပဲဒါသွားမယ်ဆိုတော့လည်းမသွားစေချင်းလို့ဆွဲထားတယ်ဒါဘုန်းကြီးတို့ကြောင်းနေနင်းနေမို့လို့ဒါကြဘုန်းကြီးတပါစင်ညာလျှောက်ရင်ကိုတော့ဘာဖြစ်တာတုန်းလို့ဆိုတော့အဲ့ဒီအကြောင်းကိုပြောတယ်ဒီတော့ကဣဒ္ဓဘုန်းကြီးလည်းတစေတချို့ဣဒ္ဓဘုန်းကြီးတစို့လည်းတစေဖြစ်တာဘုန်းကြီးတို့အနာမှာစားတယ်မှာတချို့လည်းတစေဖြစ်တာဘုန်းကြီးတို့တပြည့်တဲ့ကအဲဒီပြင် သတင်းသုံးပေါ်တွေရှိတုန်းကဓမ္မဂတိကနာမည်ကျော်ကြီးတွေဒီကွဲလွန်သွားတဲ့အခါအနာကအမြင်တင်ပုတ်တယ်ဘုန်းကြီးတပါးကဟေးသနကရေဘသူတော့ဘာဖြစ်နေတယ်လို့ပြောတော့ဘုန်းကြီးကငယ်ငယ်မို့လို့မစင်စားမိဘူးယခုတော့တော့ကြီးတော့ပြန်ပြီးတော့စင်စားတော့အာဟိုတုန်းကလည်းဒီလိုပဲဖြစ်ကြပါလားလို့အဲအနာပြခုကြားနေရပြီအမျိုးမျိုးဓမ္မဂတိကတွေရောရောရောအကြောင်းဘုန်းကြီးတွေရောအဲ တခြားမဟုတ်ဘူးပေါ့ဘုန်းကြီးတို့ရန်ကုန်မှာပဲအဲရှေ့တုန်းကဒီဘုန်းကြီးတို့ခတ်ရွယ်ရခတ်ငယ်ငယ်တုန်းကဒီဂုံမဏိတဦးကကိုးကွယ်တဲ့သရော်တပါကိုးကွယ်တဲ့ဘုန်းကြီးတပါဆိုပါတော့ဂုံမဏိကတောင်ကိုးကွယ်ရတယ်ဆိုတော့တော်တော်လဲလဲပတ်ပတ်အဲကျွမ်းကျင်တဲ့နေမှာပေါ့ဒီဂုံမဏိကအเจ้าဆောက်တော့အเจ้าမပြီးခင်ပြန်တော်မူသွားရောပြန်တော်မူတော့အเจ้าပြီးတဲ့အခါမှာဒီဆရာတော်ကြီး အင်းကိုကြောင်းတင်တဲ့အခါညကျိန်းတော့လက်စီလာပြီးတော့အစ်တယ်တဲ့သူတော့လက်လက်ပတ်ပတ်ကိုတော့ကတဆေတောင်ကဝမရဘူးဒီတဆေရဲ့အခက်တန်းကတရေလောက်ဖြစ်နေတဲ့လက္ခဏာရှိတယ်ပြီးတော့တရားရှင်ဘုန်းကြီးကအကြောင်းကိုပြောတယ်ဥစဉ်တို့တို့ဒီလိုနေလို့တော့မဖြစ်ဘူးဒီဝတ္ထုတွေကိုထောက်ကြည့်စမ်းပြောရင်ပြောရင်ကဒီလိုပဲအနှံ့အပြားလာပြောရတယ်ကို ဓမ္မဂတိကတွေဘယ်လိုဖြစ်တယ်အဲတရားပေးတဲ့ပုဂ္ဂိုလ်တွေဘယ်လိုဖြစ်တယ်တရားအကြီးအကျယ်မန္တကြီးနဲ့ဓမ္မယုံကြီးနဲ့ဟောနေတဲ့ပုဂ္ဂိုလ်တွေဘယ်လိုဖြစ်တယ်လာပြောတယ်အပြင်တနေ့တုန်းကတော့အဲမကြခင်တုန်းကတော့ဘုန်းကြီးနှစ်ပါးဘုန်းကြီးတို့ ਨੇ ဆက်ဆက်ဆန်းဆန်းပဲဘာမှဆိုးဆိုးဝါးဝါးမဟုတ်ပါဘူးထူးထူးဆန်းဆန်းလည်းဘာမှမဟုတ်ပါဘူးဒါပေမဲ့ဘုဘဝရောက်တော့ညွညွနွန်းနွန်းကြီးတယ်မြင်ရတာကသူသည်ဒီခိုင်း ဆန်ရအမြင်ပေါက်တဲ့သူတွေကဆိုပါတော့ကျွံ့ကျွံ့နွမ်းနွမ်းနဲ့သင်္ကန်းဝတ်နဲ့မြင်ရတယ်လို့ဆိုတော့အိုးဒီပုံကိုယ်တွေမဆမ်းပါဘူးရွရွသားသားနဲ့နေသွားကြတာအားလုံးကလည်းသူတို့ခင်ခင်မင်းမင်းပါဘယ်နဲ့ကြောင့်ဖြစ်ရပါလိမ့်မတုံးလို့ဘုန်းကြီးကတွေးပြီးတော့ဒါလို့ဆိုရင်တော့ဝီနီးနေမှာပဲဝီနီးအတင်းကဝီနီးမှာပေါက်ကြတဲ့ကိစ္စတွေရှိနေလိမ့်မယ်အဲ့ဒါကိုဘုန်းကြီးကအကြောင်းတင်တာတွေကိုပြောပြီးတော့ပေးနေတယ် တို့ဒီလိုဆိုရင်တော်ယုံနဲ့တောင်တို့မဖြစ်တော့ဘူးထင်တယ်။အမှန်တန်ကြိုးစားမှဖြစ်တော့မယ်ထင်တယ်။ဘာဖြစ်လို့တော့ဒီဒီလိုပုံကိုဒီလိုပုံကိုဒီလိုဖြစ်နေတယ်ဆိုလို့ရှိရင်တို့မကြားရမတွေ့ရတဲ့ပုံကိုတွေအများကြီးနေမှာပေါ့။အဲဒါဖြင့်ဒီလိုအနေမျိုးကိုသာသနာတော်တွင်မှာရှိကရှိခဲ့သလားလို့ဆိုတော့ရှိတာပေါ့။ဘုရားမြတ်စွာရဲ့လက်ထက်တော်တုန်းကဝိနည်းကလေးနဲ့နဲ့ကလေးတန်မြဲရှိတာနဲ့ ကွယ်လွန်တဲ့အခါကျတော့ငကားသွားပြီးတော့ဖြစ်ရတယ်ဧရကပတ္တငကားမင်းတို့နည်းနည်းကလေးပါဝိနည်းအကြီးကျယ်တောင်မဟုတ်ဘူးခုလိုအရာထက်စက်ကုံတရေပေါက်သွားနေတာတောင်မဟုတ်ဘူးအဲ့ဒါငကားဖြစ်ရတယ်တခါအဲယဟန်တော်တပါသူ့နှမကသင်္ကန်းလှူတယ်အဲသင်္ကန်းချုပ်ခုအဲ့ဒီသင်္ကန်းချုပ်တဲ့နေ့မှာသူ့နှမကဆွမ်းကောင်းဟင်းကောင်းနဲ့လှူတယ်အဲဝိုင်းပြီးတော့တရင်သုံးပေါ်တွေချုပ်ကြတယ်အဲ့ဒါသူဟင်းကောင်းနေတယ်ပဲလို့မို့မြတ်မြတ်စားလိုက်ရင်တူတယ် စိတ်ကလည်းချမ်းသာဟန်တူတယ်အဲ့ဒါနဲ့အစာမကြေလို့ပြန်တော်မူတော့အဲ့ဒီသင်္ကန်းမှာတန်းလာပြီးတော့ဖြစ်ရတယ်ပြီးတော့ဘုရားလက်ထက်တော်တုံးကဘုရားလက်ထက်တော်တုံးကဘုဒ္ဓမြတ်စွာကလည်းအန္တိဘူတော်အယံလောကောတနုကေတဝိပါဒတိတကုဏောဇာလမုတ်တော်ဝါအဘောသေကာယကိသတိဒီလောကကြီးကအမှောင်ကြီးကြပြီးတော့နေတယ်။နက်နက်ပါးပါးကလေးသာထူးထူးခြားခြားမြင်တယ်။ အများစုကလေဟိုပိုက်မိပြီးတဲ့ငှက်တွေကတကောက်တလေလွတ်သက်တယ်လို့ပဲအထက်နှက်ပြီးရောက်ဖို့ရန်ဟာတယောက်တလေပဲရှိတယ်လို့ဘုရားရှင်ကိုရောမြတ်ကဘုရားလက်ထက်ကဟောတော်မူတယ်ပြီးတော့ဘုန်းကြီးကဒီဝတ္ထုတွေထောက်ပြီးတော့တို့တွေတို့เจ้าကတို့ဆရာတပည့်တဆုတော်မနဲ့အဲနေ့ပိုင်းကိုသာစာသင်ကြတော့ညပိုင်းကိုတော့တရားထိုင်မှဖြစ်တော်မယ် ဘုရားဝတ်တဲ့ပြီးကြဲကတရားထိုင်မှဖြစ်တော့မယ်လို့ခွန်ကြီးကဒီတိုက်တွန်းပြီးတော့အဆန့်လုံနေရတယ်။ဘာဖြစ်လို့တော့ဖြစ်နေတာတွေမြင်နေပြီမဟုတ်လား။ဒါကဘုရားလက်တဲ့တော်တော်ကဖြစ်ပုံကလည်းအဲဘုရားဟောတယ်ဟောတော်မူတယ်။နောက်မှလည်းပဲဟိုနန္ဒီနာမှာသိချနေတယ်။ပြီးတော့ဂုံရဖို့လက်ရဖို့ဆိုတဲ့ဥစ္စာတွေဟာခွန်ကြီးတို့နဲ့အဝေးကြီးတက္ကခုဆရာတော်ဥတိလတို့တရင်သုံးတော်မူပုံတွေလှမ်းကြည့် ကျွေးရင်ဆရာတော်ကြီးနဲ့အဆက်ဆက်ဆရာတော်တွေသတင်းသုံးမော်တွေသတင်းသုံးမုံတွေလှမ်းပြီးတော့ကြည့်တယ်။ဘုန်းကြီးကသာသနာတော်ကြီးကိုတကယ်ကောင်းအောင်ပြင်လို့ရှိရင်တော့ဖြင့်ကျွေးရင်ခိုင်းကလည်းအဲကျွေးရင်ဆရာတော်ဘုရားကြီးနာရောက်သွားအောင်ကိုပြင်မှပဲကောင်းကြတော့မယ်ထင်တယ်။ဒီတော့ရခိုင်းကလည်းဆရာတော်ဥတီလာရဲ့အနာမှာဆရာတော်ဥတီလာလက်ထက်ကတိုင်းညာဝိုင်းညာတဲ့ဆရာတော်များလို့အဲ့ဒီရောက်သွားမှာပဲမိမိတို့ရဲ့ဘဝကတိ စိတ်ချရတော့မယ်ထင်တယ်လို့အမှန်အတိုင်းဘုန်းကြီးမှာဖြစ်နေပါတယ်။ဒါကြောင့်မို့လို့ဘာမှတည်မလို့ချင်ဘူးလက်ရှိအလုပ်ကလေးတွေပြီးလို့ရှိရင်တော့ဆက်ပြီးလုပ်ရရင်လဲသာသနာရေးကိုလေးလေးနက်နက်ကြီးလုပ်ကြမှာဖြစ်တော့မယ်။ဒီအလုံးကျန်းစာတွေပြီးသွားလို့ရှိရင်လုပ်လို့မဖြစ်တော့ဘူးဆိုရင်တော့လဲသေတာပဲကောင်းပါတယ်လို့ဒီလိုပဲစိတ်ကိုဒီဆုံးဖြတ်ထားရတယ်။ဒါကြောင့်ယခုလည်းပဲဘုန်းကြီးကိုပရိသတ်တွေကြီးညိုလိုက်ကြတာ။ အဲတန်ဃာတော်တွေဥပဇင်းကလေးတွေကြီးညိုလိုက်ကြတာအဲ့ဒီကြီးညိုတဲ့ဥပဇင်းများကိုဘုန်းကြီးကယခုအဲပြန်ပြီးတော့ကအဲညွန်ပြလို့တာကတော့ဘုန်းကြီးကိုကြီးညိုတာတဲ့ဆရာတော်ဥတီလကိုကြီးညိုကြပါဆရာတော်ဥတီလရဲ့နန်းစဉ်ကို လိုက်နိုင်အောင်ကြိုးစားကြပါဟိုဒီညောင်တုံးရွှေရင်သာတော်ရပထမဆရာတော်ကြီးရဲ့လမ်းစဉ်ကို လိုက်နိုင်အောင်ကြိုးစားကြပါအဲဟိုဒီ ညောင်လေးပင်တော့ရဆရာတော်ဥရိယရဲ့လမ်းစဉ်ကိုလိုက်နိုင်အောင်ကြိုးစားကြပါအဲ့ဒါလိုကြိုးစားမှသာလျင်ဘုန်းကြီးတို့ဟိုနောက်လာမဲ့ဖရာလက်ထက်မှာကျွတ်တန်းဝင်လို့ရင်းနဲ့ဝင်ရမယ်အဲဒီဘဝမှာဒီကြားမှာလည်းပဲသူဂတိဘဝအဲနဲ့နိစ္စပြီးတော့နေကြရမယ်ဒါလို့မဟုတ်လို့ရှိရင်တပည့်တော်တို့ဘလောက်မှစိတ်မချရပါဘူးလို့